မန္တလေးအလှုပ်မန္တလေးအရွေ့အပိုင်းလေးမင်္ဂလာပါ audio wine စောနိုင်ကကြိုးစောပါတယ်ယခုကမှာတော့ဆရာကြီးညိုထွန်းလို့ရေးသားထားတဲ့မန္တလေးအလှုပ်မန္တလေးအရွေ့6ကိုကျွန်တော်ကအပိုင်းလေးအနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမန္တလေးအလှုပ်မန္တလေးအရွေ့ပေးထားချက်များဘောတသက်တာမှာဘယ်တော့ခါမှမေ့မရနိုင်တော့မဲ့စကိုင်းငလင်ကြီးနဲ့မန္တလေးအခုဆိုရင် တလတင်းတင်းပြည့်သွားခဲ့ပါပြီကောအချိန်ကာလသည်မရထားတစည်းလိုရှေ့သို့ပုံမှန်အတိုင်းခုံမောင်းနေတော်လဲကုံလွယ်လှသည်ဟုထင်မှတ်နေခဲ့၏တကယ်တော့28ရက်3လ2025ရက်နေ့ငလျင်ကြီးလှုပ်ပြီးနောက်ကျွန်တော်တို့၏အေးချမ်းသာစွာမန်းထားနေအောင်မြရစကန်းစီတို့ငလျင်တဲတဲကလေးတွေရောငလျင်မသေးတဲတဲကလေးတွေရောမဟာပထဝီမြေကြီးထဲမှာနေစဉ်နေတိုင်းလိုလိုလာရောက်ရွေ့ ဒေါက်တာအတန်တွေဖြစ်မကြာခဏနှုတ်ဆက်သမှုပြုနေသေးလို့ပဲဂရုစိုက်နေရပေသမို့အချိန်နာရီကုန်သွားတာကိုတောင်းသတိမပြုမိခဲ့ငရင်းသည်ကျွန်တော်ကိုအမတိအမတန်မှချစ်ဟန်တို့ဤဒီရပိုင်းတွင်ပြင်ဦးလွင်မှာအပူရှောင်းနေပြန်တော့လေအေးအေးတတ်တာမနေရကိုရောကြီးကကျွန်တော်ထက်စော၍ပြင်ဦးလွင်တို့ရောင်းနေနေဤဟာမင်းညာတော့ကအောင်ကျော်နားမှာဘ ਹੁ ပြုရည်ဆိုလား ည10နာရီကျော်လောက်မှာသူရောက်လာခဲ့၍ရင်ခုန်သံနည်းနည်းမြန်သွားခဲ့သည်ကျွန်တော်သည် ပြေဆုပ်ပံကိုတက်တက်ရှူ၍စာရင်းနိုင်အောင်အားထုတ်နေရ၏ခတ်တာကိုရိုင်းကလင်းဒုက္ခသည်တယောက်ဖြစ်နေ၍စာရေးဖို့စိတ်အာရုံမကုန်မြူးနိုင် မှတ်သားညာတွေရလည်းမကောင်းတော့မြစ်တုပ်ပင်ဖြစ်စေနေရက်တွေကိုငလျင်နဲ့အတူဖြတ်တန်းရင်နောက်မှကြံရဲခက်တဲ့အဖြစ်ပြက်တွေကိုရေးနိုင်ဖို့စူးစမ်းနေစေ။ ရေးစရာတွေကိုပံပိုးပေးမိအတွေ့တွေတို့ရတွင်အဲ့ဒီအတွေ့တွေကလည်းခေါင်းထဲမှာဆိုင်နာတွေရောမဆိုင်နာတွေရောအယောယောထွေးထွေးဖြစ် အမေဘုတ်ချီခင်လို့ရှုပ်ထွေးနေလျက်ထိုးစဉ်အတွေ့တစ်ခုကထူးခြားစွာလင်းလက်တပ်ပသွားပြီးကျွန်တော်မှတ်ဉာဏ်တွေကိုနှိုးဆွပေးလိုက်သည် အတိတ်ကာလစီကအမှတ်ရစရာပဲလွန်ခဲ့သည့်290ဝန်းကျင်စီတို့ကျွန်တော်ရောက်သွားခဲ့သည်အဲ့ဒီတော့ကတက္ကသိုလ်မှာကျောင်းတက်နေသည့်အချိန် ည၈နာရီလောက်ပဲရှိုံမီလာမင်းရဲ့အလင်းရောင်ကဝင်းဝင်းဝါဝါစားဝင်စားမှုအေးတဆိတ်ဆိတ်ကျွန်တော်တို့နေသည့်တမိုင်းကျောင်းဆောင်ဝင်းတစ်ခုလုံးလာရောင်ထဲမှာတိတ်ဆိတ်ငိမ့်ချမ်းစွာစီမျောနေလျက်တငယ်ချင်းတဲ့တူဇွဲခွေဆောင်ရှိမော်တော်ကားလမ်းတစ်ပေးကအကျော်ဆိုင်ကိုသွားခဲ့ကြသည်ကျွန်တော်တို့နေရာစကားတပြောပြောနဲ့ဘူးသီးကြော်လေးစားလိုက်အကြီးနှစ်ပကံထဲကိုဆလန်းရက်တွေနှစ်ပြီးဝါလိုက်ရင်ွေးချမ်းလေးတောက်လိုက်ဖြင့် စာရင်တောက်ရင်စိတ်ကူးတက်ရတွေပြောကြဒီခိုက်ဘယ်ရဘယ်လိုဖြစ်သွားသည်မသိစကားလမ်းကြောင်းတွေချော်တောင်းငေါက်သွားပြီးဘဝဆိုသည့်ရှင်တန်မှုအကြောင်းစီတို့ရောက်သွားခဲ့သည်အစကနေဦးတော်ကတော့ဖခင်ရသည့်စာရည်တွေကဘဝဤဖြစ်တည်မှုအကြောင်းကိုဆွေးနွေးကြရုံပါပဲပြီးတော့အလေးနဲ့သဘောမျိုးနဲ့ပြောကြတာမျိုးမဟုတ်အဲ့ဒါလောက်ကြီးပြောနိုင်ဖို့ဆိုတာကလည်းကျွန်တော်တို့အသက်အရွယ်နဲ့ညံမမီ ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေလည်းမပြည့်စုံသေး။သို့သောကိုယ်တငယ်ချင်းစီကအမျော်လင်းသည့်စကားကိုကြားလိုက်ရ၍အံ့ဩသွားရလေ၏။ဘဝဖြစ်တည်မှုနဲ့စစ်မှန်တဲ့ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေဖို့ဆိုတာငါတို့ကိုရန်ဆယ်ရန်တို့က geometry တွက်ပြီးဖြေရှာရသလိုပဲကွ။ငါတို့မှာရှိနေတဲ့ပေးထားချက်တွေကိုချေခံပြီးကန့်ညီမဲ့ theorem တွေနဲ့ပြနိုင်လောက်မဲ့အဖြစ်မှန်ကိုဆွဲထုတ်တတ်သိပြကြရတာ။ ကိုယ့်ရဲ့တသက်ပြားချက်ကမပြည့်စုံသေးရင်ဆောက်လုပ်ချက်နဲ့အကူအညီယူရတယ်။ကျွန်တော်ရည်ကျင်သွား၏။သူအပြောကတဲလဲကြည်ကျန်နေပါတော့ကော။နယူတန်ကပန်းသေးကြွေတာကိုကြည့်ပြီးကွာမြေရဲ့ဆွဲဟောင်းကိုတွေ့သွားသလိုဘွားရဲ့ဘွားရဲ့အိဗန်နဲ့ဖြစ်တည်မှုကိုဖော်ထုတ်တော့မယ်ပေါ့လေ။ပြောရင်ဖြစ်မနေနိုင်တော့ပဲတဟဲဟဲရှည်လိုက်မိသည်။သူကကျွန်တော်ကိုမချေမချမ်းဖြစ်ကြည့်လိုက်သည်။ပြီးမှသူစီရအောင်တသက်ဖြစ်တုံ့ပြန်မှု ။ဘာဖြစ်တုံးကွာ။ဘူစည်းကြော်ပဲစားစား။နှမ်းဘက်ချင်မဲ့တုတ်တုတ်။ဟာဒီအုံနောက်ကိုအလကားထားလို့မှမရပဲလေကွာ။စဉ်းစားရတယ်တွေးခေါ်ရတယ်။စဉ်းစားတွေးခေါ်နိုင်မှအရာရာကိုရှင်းရှင်းလင်းလင်းမြင်နိုင်မယ်။မစဉ်းစားမတွေးခေါ်ဘဲနေရင်ဒီအုံနောက်ကသူများပြောသမျှကိုရှုံးလွယ်ပြီးလောက်တဖွားဖွားနဲ့ကြီးပရင်းဖြစ်သွားတတ်တယ်ကွာ။ဒီနောက်တော့ကျွန်တော်တို့နှစ်ယောက်စလုံးတယောက်နဲ့တယောက်အနိုင်မခံငင်းကြခုံကြဖြစ်သူကဒီလိုဆိုတော့ ကိုဘက်ကဘယ်တော့ပညာဖြင့်ကန့်လန့်တက်၍ဉာဏ်ချက်ထုံမိရဲ့တဖန်ကိုမြင်ကိုပြောပြတော့လဲသူကလက်မခံဖခင်ရသည့်စာအုပ်ထဲကအကူကားတွေကိုဆွဲထုတ်၍ပယ်ဖျက်လိုက်ပြန်ရဲ့စကားဝိုင်းသည်ကြားလာသည်နှင့်မြရင်နွေးချမ်းတွေတအိုးပီတိုးဂုံသွား၏ဘူသီးကျော်ပကံလည်းတက်တက်ပြောင်းသွား၏နောက်ဆုံးတော့ကျွန်တော်တို့သည်ဘဝဖြစ်တည်မှုနှင့်အတိတ်ဘဝကိုရှာဖွေမတွေ့ရှိကြပဲဘူသီးကျော်လည်းဘာမှမဟုတ်ဘူး ။ဘိုက်ထဲရောက်သွားပြီးရင်ချစ်ဖြစ်သွားတာပါပဲကွာဟုနှစ်ဦးသဘောတူညီချက်ပြုတ်၍တကာလအငင်းပွားမှုကိုရပ်တန့်လိုက်ကြရတော့သည်။မှန်ပါ၏။ဘူးစည်းကြော်၏ဖြစ်တယ်မှုသည်အထူးအထွေထူးတွေးเสียရမလို့အေးအေးဆင့်တော့ပြောင်းလဲသွားရင်ပြီးဆုံးသွားရတာပဲမဟုတ်ပါလား။အမှန်တော့ကျွန်တော်တို့ပညာရှင်ကြီးတွေရောအငင်းပွားကြရင်ဘူးစည်းကြော်ခမရအလကားနေရင်မစီမဆိုင်အပြစ်ဖို့ခံရပြီးတရားခံဖြစ်သွားရရှာသည်။ အတိတ်ကိုတွေးနေသည့်ကျွန်တော်မျက်နှာပေါ်သို့ရောက်လာသည့်အပြုံးရိပ်ကလေးတွေထို့တူနိုင်ငံညာကိုအပေးပြောင်းရွှေ့နေထိုင်သည့်တငယ်ချင်းကိုလည်းသတိရသည်ဘူဒီကျော်ဆိုင်မှာအငင်းပွားခဲ့ကြတာကိုလည်းမမေ့နိုင်သေးသူကဘွားဖြစ်တည်မှုနဲ့အတိတ်ဘက်ကိုရှာဖွေဖို့အတွက်ပေးထားချက်တွေကိုအခြေခံရမှလည်းဒါဆိုရင်ကျွန်တော်တို့ဤဘွားဖြစ်တည်မှုကိုရှင်းရှင်းလင်းလင်းသိစေမဲ့ပေးထားချက်တွေကဘယ်လိုအရာတွေလဲလွန်ခဲ့သည့်6နှစ်လောက်တုန်းက တငယ်ချင်းနဲ့အွန်လိုင်းထဲရတဆင့်စကားပြောပြသည်ဒေါ်လာတထောင်နဲ့အိမ်တလုံးပိုင်ဆိုင်ထားပေးပြီတဲ့မော်တော်ကားတစ်စီးလည်းရှိတယ်သူလာကလည်းအခွန်ခတွေကို လာစေနှုတ်တယ်ဒါတွေကအလဟာတမဖြစ်ဘူးသူတို့မိသားစုရဲ့နေစဉ်နေထိုင်မှုနဲ့ကျမ်းမာရေးဆောင်ရှားမှုအတွက်သုံးဆွဲခဲ့တဲ့ပိုက်ဆံတွေနောက်ဆုံးအသက်ကြီးအရွယ်ဦးဘွားရောက်လဲစိတ်ပူစရာမလိုဆောင်းလျှောက်တဲ့ကေဟာမှာတွား၍နေလိုက်ယုံမင်း ဆိုရလျင်ဝေဖွားခြင်းမှာတည်ဆုံးသည့်အထိပေးထားချက်တွင်နဲ့သူတို့ဤဘွားဖြစ်တည်မှုသည်တည်ငြိမ်အေးဆေးလာသည် သူဘွားကိုကျွန်တော်အားကျသလားအမကျဘူးလားကိုကုတ်ကိုလည်းမခွဲခြားနိုင်ခဲ့ပေဘွားဆိုတာနေရယုံဖြစ်စိတ်ချမ်းသာရသည်လားနှုတ်ပြီးဘွားဖြစ်တည်မှုနဲ့ဘွား၏အတိတ်ပဲရှာဖွေမှုသည် နေရဒေသကွက်ပြားခြားနာခြင်းနဲ့မတူညီသောဖေးထားချက်ပေါ်မူတည်၍အပြေမှန်ထောက်ရတွင်ကွဲလွဲသွားနိုင်လေသလား မဲစရာတွေနဲ့တူကျွန်တော်ဖြန့်ထွက်တွေ့ဤစဉ်းစား၍ရာသမျှတွေကိုကောက်သိန်းကောက်၍အဖြစ်တစ်ခုရလို့ရညာဆွဲထုတ်ကြည့်ဤကိုရသည့်အဖြစ်ကဟုတ်တယ်လို့မှန်တယ်လို့လို့ဘလို့ပဲဖြစ်ဖြစ်တေချာတာကတော့ကျွန်တော်တို့မှာဖေးထားချက်တွေမပြည့်စုံရသည့်အထက်ယခုချိန်တွင်စစ်ဘဲနှင့်ငလင်ဘဲလို့မကောင်းသည့်ပေးထားချက်တွေကိုထမှန်ဖြည့်ဆွက်လိုက်သောအခါမျက်လုံးတွေကျဲထွက်သွားရလေပြီ။ ူအဖြစ်ကိုလည်းရှင်းရှင်းလင်းလင်းသိမြင်သွားရလိမ့်ပြီလက်ဆက်သက်တော့ငါတို့ရဲ့ဘွားဖြစ်တည်မှုနဲ့ဘွားအတိတ်ပဲဆိုဒီမှာငါတို့အားလုံးအသက်ရှင်နေသမျှကာလပတ်လုံးအစ္စလမ်ဝေခြင်းမှာတပါအခြားမရှိဟုရည်ညွှန်းနေတဲ့တကားဟူ၍သာကောက်ချက်ဆွဲကစိတ်ဖြည့်သိမ်းလိုက်ရတော့သည်ဤသည်ပင်ကျွန်တော်နားလည်လိုက်တော့ကျွန်တော်တို့ဘွားဖြစ်တည်မှုနဲ့ဘွားအတိတ်ပဲဤအရှိတရားဖြစ်သည်အမှန်တော့ပုံမှန်လည်းလည်းဝန်ခံရလျင် ကျွန်တော်တို့ဒီဘွားတက်လုံးဒီနေ့အစ္စလမ်ဝင်နေကြရသည်ကိုတိတိချင်းနဲ့မတိချင်းအောင်စောင်းနေကြရသည်ပဲတကယ်တမ်းသိလာပြန်သောအခါကျွန်တော်တို့ဤဘွားဖြစ်တည်မှုသည် အမလေးမော်လိုက်ပါပြီအားနာနေရပါသည်ရေမီးစုံနဲ့လေထီးခုံရမတဲ့လူငယ်တွေပြောကြတဲ့အဲ့ဒီစကားကိုဆိုလိုရင်းကိုတိတ်နားမလဲတော့လဲလောလောဆယ်မှာတော့ငလင်ကြီးလှုပ်ပြီးနောက် ေဒီကုံဒီဖြစ်စေမှာကုံဒီဖြစ်စေရေနဲ့လျှဲစစ်မီကိစ္စကိုကုံနီကုဟန်ဖြစ်အများဖြည့်ရှင်းနိုင်ဖို့အတွက်သာစိတ်လောနေခဲ့၏မြို့ပြဤနေစဉ်လူမှုနေထိုင်မှုဘဝအစဉ်ပြေရေးတွင်လျှဲစစ်မီသည်နံပါတ်1ဖြစ်ခြေစုံးမှတည်ရှိနေ၏သူ့နောက်မှ ရေရရှိရေးကိစ္စဖွားထချက်မကွာကပ်၍လိုက်ပါနေလေရဲ့လျှဲစစ်မီပြက်ရင်ရေလဲမလာနိုင် ရေမော်တာတွေလည်းအတန်တိတ်နေရသည် ကျွန်တော်တို့သည်နှင်းပြောက်သည့်ຫນွေနှင့်အတူ အချိန်တန်းဂိမ်းမှန်ຫນွေဥမှစတင်၍အပူချိန်ပြင်းထန်လာသည်နှင့်အမျှလက်စစ်မီးပြက်ကင်းဆက်ရတာကိုလည်းနှစ်စဉ်ကြုံတွေ့ရစမြဲမောင်မိုက်ပူအိုက်မီးပြက်ရှိမလားသို့သောအဲ့ဒါတွေကဖြစ်ရောဖြစ်စဉ်ရှိနေသမို့ဒုက္ခဟူ၍မမတ်ယူတော့ချေပြီးတော့စစ်စတန်ဘရိတ်ဒေါင်းသွားသည်ဆိုလားနားလည်သလိုလိုရှိပြီးလက်စစ်နှင့်ပတ်သက်သည့်အင်္ဂလိပ်ဝါဟာရာနှင့် ဘဟုတ္တရွေတိုးသွား၍ဂျင်းနဲ့ဆရာကောင်းသည်ယခုလဲဗန်နီးယားမှာစစ်စတမ်ဘရိတ်ဒေါင်းဖြစ်နေသည်မသိလက်စစ်မီကလာနေကြပုံမှန်အချိန်မှလည်းမလာနိုင်အဲ့ဒီနောက်ငလင်ကြီးလှောက်လိုက်၍လက်စစ်မီလာဖို့မျှော်လင့်စရာမရှိတော့ဘူးဒုရတွင်ကျောင်းလာသမျှဒုက္ခတွေကိုဒီတိုင်းကြီးငုတ်တောက်ထိုင်းခံ၍ဘယ်ဖြစ်ပါမလဲယမီးစုံနဲ့လေဒီမခုန်နိုင်တော်ညာ တမျက်မနစ်တုန်းကတက်ဆင်ထားတဲ့ဆိုလာမီကိုပြင်၍ပြဿနာကိုအမြန်ဖြေရှင်းဖို့အကြံရလိုက်သည်ဆိုလာမီကောင်းသွားလျင် ရေမော်တာအသက်ဝင်ပြီးအဝေးစီးရေကိုစိုးယူနိုင်ပြီဖြစ်သလိုညမှာလည်းအမောင်ကိုခွင်း၍အလင်းဆောင်နိုင်ပြီရင်းသမို့ကြောင့်အောင်ရဲလွင်နဲ့အတူတင်းကလေးကျိုးတွေပွားစာကျင်းနေသည့်အကန်းထဲသို့ရောက်သွားကြသည်ငလင်လောက်တာတရမပြည့်သေးခင်အချိန်မရွေးငလင်လောက်နိုင်သည်ဖြစ်၍ ျွန်တော်တို့တဝေးနေရောက်ဤအနေရကြားမှာစွန်စားခြင်းသည်ယူမိုက်ရာကြတော့လဲမတက်နိုင်တိုက်ခမိုးပေါ်ရှိဆိုလာပြားတွေကိုလည်းအပြေးလွှားတက်ကြည့်ကြသည်ဤချော်ရင်ချက်မတွေ့ရအောင်ရဲလင်ကဘက်ထရီနဲ့အင်ပါတာကိုတစ်ခုချင်းစစ်ဆေးသည်ငလင်ကဘယ်ချိန်လာမည်မှမသိ၍အထိတ်တလန့်ဖြစ်တတ်တုတ်ရိုက်နေကြရ၏ကျွန်တော်ကအရေးဟဲ့ဆိုသည်နှင့်ငါနားမှာပြေပေါ်ပြေပက်ရှိနေသည်ဟုဆိုသည့်အသည့်ဖြစ် အားတက်သွားစေဖို့အတွက်သူ့နားမှာစတန်းပိုင်ရက်ပေးနေရ၏တစ်ချိန်တည်းမှာပဲဘယ်ချိန်များလင်းမာပါလိမ့်ဟုမျှော်တော်စွမ်းနဲ့ငြင်းရင်1988ခုနှစ်အာနာသိမ့်ပြီးကလေးကလက်စစ်မီးကြောင့်ဂတိကောင်ဖြစ်ခဲ့ရသည့်အရာသာကိုအတွေ့ထဲမှာစမြုံပြန်၍နေမိသည်အဲဒီတုန်းကလည်းလက်စစ်မီးပြတ်တော့ပထရီအိုးတသေးကလေးတွေစောင့်နှားရ၏နေအလင်းရောင်ပြောက်၍အမောင်ရောက်လာသည်နှင့် ဘက်ထရီအိုးနှင့်ဖန်ချောင်းစီကအစွမ်းကောင်ဖြစ်ညက်ထုတ်လုပ်ပေးနေချာသည့်အလင်းရောင်တွေတက်နိုင်သူတွေကတော့မီးစက်တွေဖြစ်ထိမ့်ထိမ့်နင်းလိုက်ကြသည်တို့ဖြစ်အလင်းရောင်ကွက်တိကွက်ကြားဖြစ်နေသောမန္တလေးမြို့၏ညာဦးပိုင်းသည်မီးစက်အင်ဂျင်တန်တွေဖြစ်စုညမ်းနေလျက်မန္တလေးအမောင်ညတွေကိုကုန်နီးကုန်ဟန်ဖြစ်ဖြတ်တန်းနေကြကြရသည့်နှစ်လရက်တာချင်းမြင်းများရှိနေခဲ့သည်လေကျွန်တော်မှတ်မိတော့ ချင်းနိုင်ဒီဇိုင်းအလက်ကျမီးပေးသည့်စနစ်ပေါ်လာ၍နည်းနည်းတော့အိမ်လူတွေရသွားသည်လက်စစ်မီးလာနေတော့အချင်းကိုအကျုံးမှမဖြစ်စေဘဲရေတင်ညလက်စစ်မီးဟူတက်ကြဘက်ထရီအိုးကိုအသွင်းကြစားသည်ဖြစ်နောက်တော့အချို့ရက်ကွက်တွေမှာအင်ဂျင်ဆက်ဖြင့်လက်စစ်မီးပေးသည့်စနစ်တွေပေါ်ထွက်လာခဲ့သည်လက်စစ်မီးပေးချိန်ညနေ6နာရီမှည10နာရီအထိ လဲပဲဖန်ချောင်းတစ်ချောင်းအတွက်ကြားသိငွေဒလ100ကျပ်အစဉ်ပြေသည့်အစီအစဉ်မှုအိမ်တိုင်းလိုလိုယူကြသည်တရားမီးဟုလည်းခေါ်ကြသည်အကယ်၍ညာဦးပိုင်းတွင်လျက်စစ်မီးလာသည့်အချိန်နှင့်တိုက်ဆိုင်နေသည့်ဆိုပါအံ့ကျွန်တော်တို့တိုင်လုံးလျက်စစ်မီးအလင်းရောင်နှင့်တူတရားမီးရောဘက်ထရီမီးရောလင်းလက်ဝင်းထင်၍ဟန်ကြလိုက်ပုံများနဲ့တခါတော့တမျိုးလုံးမီးလင်းမှုမီတာပေါင်း၈၀အိမ်တိုင်း တိန်လင်းအတပြား900ကျပ်ပေးဆောင်ရမည်ဟုဆို၏ပေးရပေမပေါ့ပေးကမ်းခြင်းဖြင့်အောင်စရာဖြစ်သမို့လားတို့ရတွင်ဒီတခါတော့အတွက်ချက်လွဲသွား၏ပေးလျက်ရသည့်ပတ်စံပလုံသွားပြီးလက်စစ်မီကတော့ရခင်တိုင်းပြက်ချိန်တန်သည်နှင့်ပြက်နေစေကျွန်တော်သည်ဘက်ထရီမီးကြောင်းမှသည်ဆိုလာမီးထိတရွတ်ရွတ်ဖြတ်တန်းလာကြရသည့်ခီးရန်းကြီးကိုဒီဇိုင်းစိမ့်တွေးနေမိ၏ အဲ့ဒီချိန်တုန်းကနိုင်ငံကိုအုပ်စိုးရမှုတော့အစိုးရမင်းတို့သည်ခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ဖို့ရည်ရွယ်ပဲဦးစားပေးနေကြ၍လက်ရှိမီပြတ်၍ဒုက္ခဒုက္ခတွေတပြုံးတစ်ထွေးဖြစ်နေကြသည့်လူတွေဤအဖြစ်ကိုလက်မကြည့်နိုင်အားထို့နည်းတူကျွန်တော်ပြည်သူတွေကလည်းကိုကိစ္စကိုအရေးထဲမှာပဲနင်မုန်းနေ၍အစိုးရလုံးသမားတွေကိုစိတ်မဝင်စားနိုင်တို့နဲ့အစိုးရနဲ့ပြည်သူတွေ တနိုင်ငံထဲမှာအတူနေကြတော့လဲသူလန်းသူသွားကိုလန်းကိုသွားကြရင်အစေးမကတ်နိုင်ကြတော့ပဲလက်ရည်တစ်ပြင်းနဲ့တချင်းကိုမဟဲနိုင်ရှာကြတော့မိတို့ပင်ဖြစ်စေကျွန်တော်ခင်ဗျာလဲကိုရီးကိုကိစ္စထဲမှာပဲခြားခြားလဲနေရ၍အစိုးရ၏ခင်မိဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးတည်ဆောက်ဖို့အတွက်အောက်တစ်ချက်သက်တဝင်လေးတောင်ပါဝင်မဆောင်ရနိုင်ခဲ့၎င်းခင်မိဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးသည်ယခုချိန် ဘယ်နားမှာရှိနေမည်မှမသိရတော့လဲကိုယ်တိုင်ကိုကြပါဝင်ခွင့်မရလိုက်၍ဘလိုလိုနေရဖြစ်အာနာပဲမဆုံးအာနာနေရပါသေးရောစက်ရန်ညှို့ထွန်းလို့ခိတ္တပြင်ဦးလွင်